Nothing Phone 2A နဲ့ဘာကွာွားလဲလို့မေးမယ်ဆိုရင်တော့အလွယ်ဖြေလို့ရတာသူ့ရဲ့ကင်မရာပဲ Hardware specs အကျန်းစားကြီးတွေလိုချင်တပါဆိုရဲသူတွေနည်းနည်းလေးမျက်ခုံးတွတ်မဲ့ဖုန်းပေါ့အဲ့ဒါဖုန်းဘက်ကနေပြီးတော့ကျွန်တော်စီကိုဒီအိတ်ကလေးတစ်ခုလာပေးသွားတယ်အထဲထဲမှာကအားလုံးစောင့်ညုံနေကြတဲ့ Nothing Phone 3A လေးရှိပါတယ်ပြောရရင်တော့ဒီကောင်လေးကကျွန်တော်လည်းလှုပ်ချင်တပအရန်ကြာသွားပြီဒါမဲ့လည်းအချိန်ကြီးကြောင်းကြောင်းအရန်နောက်ကျသွားတယ်ပေါ့နော် Phone 3A တကို accessory လေးပါလာတယ် အဓိကကတော့ဒီကောင်လေးဝင်မယ်ဆိုရင် CMF နှစ်ချက်ကလေးတစ်ခုလက်ဆောင်ပေးမယ်ဆိုတာမိုက်တယ်ဆိုတော့ nothing 3လေးကြောင့်ကျွန်တော်တစ်ချက်လောက်ကြည့်ကြတာပေါ့ packaging ပုံစံလေးကတော့လုံးဝလှတဲ့ကောင်မျိုးလေးပေါ့နော်ဟုတ်ဒါမျိုးအဖြူဆန်ဆန် minimalist ကျွန်တော်တို့ဖုန်းတွေအားလုံးထဲမှာတော်တော်ကြီးကွဲတယ်ပြောလို့ရတယ်ဒါတော့ဖုန်းတွေပါပြီးတော့အားစင်ကျို type c to type c cable လေးပါမယ်ဒါလေးက ီပင်လေးကတော့တခြားဘယ် brand နဲ့မှမတူတော်တော်ကြီးကိုအနုစိတ်ထားရလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီဖုန်းလေးကြောင်းဆက်ပြီးတော့ ပြောကြမယ်ဒီ native phone ရာကျော်ကြီးကြည့်လိုက်တာ ਨੇ mirror ရှင်မှာလုံးဝ boring မဖြစ်တဲ့ phone လို့ပြောလို့ရတယ်ဗျာဒီ setup လုပ်ထဲကတက်လာတဲ့အတန်လေးရာတခြားဘယ်မှမမရှိဘူးဘူးဒီဇိုင်းအစားလို့ပေးရတဲ့ accessory ဒီ phone တွေအကုန်လုံးကလုံးဝ premium look ရတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ရောက်နေတဲ့ကောင်လေးက ram 12 gb internal storage က256အဲကောင်ကခုဝယ်မယ်ဆိုရင်စက္ကန့်လေးသုံးတာပဲရှိမယ် tema glass တွေ cmf earbuds တွေလက်ဆောင်ရမှာပေါ့ official runny buy အတွက်လည်းကျွန်တော်တို့ကလုံးဝစိတ်ပူစရာမလိုတဲ့ကောင်မျိုးဆိုတော့ဖုန်းကြောင့်လေးနဲ့ပြောမယ် transparent design ကိုပါမှာလုံးဝ unique ဖြစ်တဲ့ပုံစံမျိုးအသေးစိတ် user တာရဲ့ပုံစံမျိုးကဒီကောင်ပဲရှိမှာ frame ကတော့ aluminum လို့ပြောပေမဲ့လို့ကျွန်တော်ကန်ကြည့်ရဲ့အချိန်မှာတော့နည်းနည်းလေး plastic ကြီးလေးဖြစ်တာပေါ့နော် plastic ပဲနည်းနည်းလေးကျောက်တယ်ပြတခြား mirror တော်တော်များများ IP68 အလုံးဝအိုက်တမ်းနဲ့တွားနေတဲ့အချိန်မှာသူက IP64 nothing phone 2a နဲ့ဘာကွာွားလဲလို့မေးမယ်ဆိုရင်တော့အလွယ်ဖြေလို့ရတာသူရဲ့ ကင်မရာပဲနှလုံးကနေပြီးတော့တုံးလုံးဖြစ်သွားတယ်တကယ်တေချာလိုက်ကြည့်မယ်ဆိုရင်တော့ကွာဝါးတာတွေကအများကြီးပဲဒီနောက်ကျတော့တေချာကြည့်မှလည်းဘယ်လောက်ထိပြောင်းသွားလဲဆိုတာမြင်ရမှာပေါ့နော်ပြီးတော့ netting style ဒီမီ3ခုကလည်းဆက်ပြီးတော့ပါနေတော့ color နဲ့ရောလောလောဆယ်မှာ3ယောက်လာတယ်အပြာကတော့အရှားဆုံးလို့ပြောလို့ရတယ်နောက်ထပ် community edition ဘာညာ နောက်တင်ရလဲလာမယ်လို့ပြောတယ်ပြီးညာဘက်ကလေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တမယိုးချက် power button ဖုန်းလုံးတော့ကပဲမဟုတ်ဘဲနဲ့ button လေးတစ်ခုပါတယ်နောက်တင်အခေါ်ပေါ် essential button လေးပေါ့နော်ဒါပေမဲ့ဒီကောင်ကိုအဲ့လို power button နဲ့ခွဲပေးထားရတယ်တော်တော်လေးသဘောကျဖို့ကောင်းတယ်ခိုင်းရတဲ့ fee ကလုံးဝမတူဘူးဒီကောင်ကလုံးလုံးလေးကြာနေတာပဲ ဆိုဒီကောင်လေးရိုးရိုးလေးဖြစ်လာတာတော့မဟုတ်ဘူးပေါ့နော် AI အတွက်ကိုတက်တက်ခွဲပြီးထားတဲ့ space ပုံစံမျိုးလေးဥမာကွာကျွန်တော် screen shot ရိုက်လိုက်တယ်ဆိုကြပါလို့အဲ့ space လေးထဲမှာတင်ထားလို့ရတယ်ပေါ့နော်ရိုးရိုးပဲတင်တာမဟုတ်ဘူးအဲ့ screen shot အကြောင်း voice record ပဲမှတ်မလားကျွန်တော်တို့စာရီးပုံနေအဲ့ screen shot မှာရှိတဲ့ကောင်လေးကိုပြန်ရှာခိုင်းမလားအသေးသေးကတော့ကျွန်တော်တို့ပို့သွားမှာဆိုတော့ review ကြမှာပြောပြပါမယ်ဒီကောင်ကတကယ်ကို essential balance ဆွဲတိုင်း essential ဖြစ်နေလားမဖြစ်လား ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာပေါ့နော် software အသာပေးတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ Huawei က Android 15 Nothing OS 2.1နဲ့လာတယ် major update ကိုတုံးနေရမယ် security patches ပါညာနဲ့ up to 6 year လို့သူတို့ပြောထားတယ် software ဘက်ကတော့ကျွန်တော်တို့အတွက်ဒီကောင်ကစိတ်ပျက်စီမှာတော့မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကတော့အားလုံးအတွက်လုံးဝအရေးကြီးတဲ့ display Nothing 3A နဲ့အရှိရ previous track ခဲ့တဲ့ကောင်တွေနဲ့ရှင်းမယ်ဆိုရင်တော့ display size ကဘာမှမကွာဘူးလို့ခံစားရလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အခုမြင်လိုက်ရတဲ့အချိန်မှာကိုပဲ brightness က तो टॉजी लेलो ने ဒီမှာဆိုဘန်းသွားပြီအရင်က fitness 1300ကနေပြီးတော့3000ဖြစ်သွားတဲ့အတွက်ကြောင့်မို့ accuracy တော်တော်ကြီးများသွားတယ်ဗျာ display resolution ကတော့ 4G plus ပဲပါမယ်အဲ့ဒါက 120hz SoC ကတော့ quad core snapdragon 7s gen 3 phone 2a နဲ့ရှင်းမယ်ဆိုရင်တော့ဒီ performance နဲ့ AI နဲ့မှာတော့အရင်ကြီးစကားပြောသွားပြီနောက်ချက်ကတော့ camera ကျော်ရီ nothing 3 lineup ထဲက camera ကောင်းတာလို့ချင်းသပါဆိုရင်တော့ devo မဟုတ်ဘူး3 plus ပဲ top notch လုံးဝရမှာဗျာကျော်တော့ camera ကို3 plus ပိုကြိုက်တယ်ဒါပေမဲ့ camera back အရင်မထူတာကိုသဘောကျရယ်ဆိုရင်တော့လေ3ကအဆင်ပြေတယ်ကျော်ဘက်မှာ50 megapixel main lens ကို os ပါလာမယ် 8 megapixel ultra wide လုံးပတ်လာမယ်နောက်ထပ်50 megapixel 2x daily lens ပါမယ် selfie ကတော့32 megapixel 1080p အမြင့်ဆုံးရိုက်လို့ရမယ်ဆိုတော့နည်းနည်းလေးတကယ် okay တဲ့ device လားဒီကြီးတော့ထုံးစံနိုင်မယ်လောက်မမိုက်ဘူးဒါပေမဲ့ overall ပုံထွက်မှာတော့မဆိုးဘူး color ကအဲ့လိုနည်းနည်းဒီ display ပုံမှာမဟုတ်လာမယ်နည်းနည်းလေးဝါတယ်လို့ခံစားနေရတာပေါ့နော် anyway yeah overall တော့မဆိုးဘူး video ရဲ့မယ်ဆိုရင် rear camera က 4K 30 frame per second နဲ့အမြင်လို့ရမယ် battery capacity က phone 2A လိုပဲငါတို့ medium မှာပါလာမယ်50 watt နဲ့အမြင်သွင်းရတယ်ဒါပေမဲ့ချစ်ပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ cloudy တို့တွေတိုးတက်လာလဲ battery ကပုံမှန်ထက်တော့ပိုပြီးတော့ခံမှာ review မှာချက်ကြည့်အောင်ကျွန်တော်လောလောဆယ် first impression နဲ့မြင်တာကတော့ hardware specs အကျန်းစားကြီးတွေလိုချင်တပါဆွဲသူတွေနည်းနည်းလေးမျက်ခုံးတွတ်မဲ့ဖို့ပေါ့နော်ဒီကောင်က hardware specs အများကြီးကျုံလာတာမဟုတ်ဘူးဒါပေမဲ့ဘယ်သူနဲ့မှမတူတဲ့ character တစ်ခုကိုဖော်ပြထားတယ်ဆိုတော့ညာတကယ် nothing ရဲ့ပုံစံက nothing ကင်ဝဲဆိုဆိုအများကြီးပို့ပြီးတော့သဘောကျမှာပေါ့နော် ဆိုင်အဆမြင်လိုက်တာနဲ့ဘာဖုန်းလဲဆိုတာမျိုးအမေခံရမယ်ကင်မရာမှာဆိုရင် 2x တီးသန့်တစ်ခါတည်းပါတယ် Snapdragon နဲ့တော့ရမယ်အဓိကအားသာချက်ကတော့ stock android 10နဲ့ nothing os ပဲတို့တို့ဒီကောင်းရဲ့ os ကိုလည်း video လေးလုပ်ချင်တာပေါ့နော်ဆိုတော့ nothing phone 3နဲ့ပတ်သက်ပြီးတော့ဘယ်သူတွေဘယ်လိုမြင်လဲအောက်က comment လေးမှာတစ်ချက်လောက်မှတ်ငယ်ပေးပါကျွန်တော်ဂျုံဖြစ်ပါတယ်အားလုံးပဲ host ပါ